ားလုံးမင်္ဂလာပါ။ဒီကြိမ်အစရေးစပွဲသတင်းနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်။မနေ့ညတော့ကအစရေးကနေပြီးတော့အီရန်နိုင်ငံအပေါ်ကို UAV မောင်းတူမဲ့ရုံးများကိုပစ်လွတ်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေပြီးတော့တားဆီးနိုင်ငံကြောင်းအီရန်အခြေတိုက်သတင်းဌာနများစွာကဖော်ပြခဲ့ပါတယ်။ဒါကမနေ့ညညဦးပိုင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ရနေရာတော်တော်များများကို ရွေပြီးစနေရွေပြီးဒုံအစင်း90ကျော်လောက်ပြစ်လွတ်တိုက်ခိုက်ခဲ့တယ်လို့ဒီနေ့အခြေစိုက်သတင်းဌာနများစွာကဖော်ပြခဲ့ပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့အီတန်ဘက်ကနေပြီးတော့ထပ်မံပြီးတော့မနက်မနက်မော်နီဘိုင်းလောက်ရောက်တဲ့အချိန်မှာတော့အီတန်ဘက်ကနေပြီးအစည်းရဲ့မြို့တော်ဒီအဗန့်မှာရှိတဲ့တူတီတီဆန္ဒကိုပြစ်မှတ်ထားပြီးတော့အတန်ထက်မြန်တဲ့ hypersonic drone ကြီးဒါဇင်ပေါင်းများစွာကိုပြစ်လွတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်ပဆိုင်ရာဌာနရုံးချုပ်မှရှိတဲ့တာဝန်ရှိတဲ့တာဝန်ခံတအူးကအတိအလင်းထုတ်ပြန်ကြေညာလာတာကိုတွေ့ရပါတယ်ခင်ဗျ။ဒါနဲ့ပတ်သက်ပြီးတော့အလေးရဲ့အခြေစိုက်သတင်းဌာနများစွာမှလည်းဒီဘက်မှာရှိတဲ့တုတေတိတုတေတိဆန္ဒတစ်ခုအီရန်ရဲ့ဒုံးထိမှန်ခဲ့ကြောင်းဒီဘက်ရဲ့နေရာအများပြားလဲအီရန်ရဲ့အတန်ထက်မြန်တဲ့ဒုံးကြီးတွေထိမှန်ခဲ့ကြောင်းအတိပြုသွားတာကိုတွေ့ရပါတယ်ခင်ဗျ။ဒါနဲ့ပတ်သက်ပြီးရုပ်သံဗီဒီယိုအများစုတက်လာတာလည်းရှိပါတယ်။အားလုံးကိုမြင်တွေ့ရအောင်ကျွန်တော်ရှယ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်ထူးခြားတဲ့သတင်းအနေနဲ့ ပြန်ရအဓိပတိခေါင်းဆောင်ကြီးဖြစ်သူအယာတိုလာခါမနီရဲ့ပြောကြားချက်မှာတော့အမေရိကန်ကကျွန်တော်တို့နိုင်ငံအတွက်တော့သွေးဆောင်ဖျားယောင်းနေတဲ့နိုင်ငံတနိုင်ငံဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့တယ်။ကျွန်တော်တို့နဲ့အိုမန်နိုင်ငံမှာနျူကလ িয়ার စွမ်းရင်ဆိုင်ရာစေစပ်ညှိနှိုင်းမှုပြုလုပ်ရန်အတည်ပြုခဲ့ပါတယ်။ဇွန်လ15ရက်နေ့တနင်္ဂနွေနေ့မှာအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၎င်းကပြောကြားခဲ့တယ်။တို့ပေမဲ့ကျွန်တော်တို့ကိုအစ်စရေးကနေပြီးတော့လွန်ခဲ့တဲ့ ဇွန်လ13ရက်နေ့နည်းနည်းအစောပိုင်းလောက်ကဣရရဲ့လေးပိုင်နဲ့ကို အသုံးပြုပြီးတော့ကျွန်တော်တို့တီဟန်မြို့အပါဝင်မြို့တော်တော်များများကိုလေချောင်းကနေပြီးတော့တိုက်ခိုက်သွားကြောင်း၎င်းကပြောကြခဲ့တယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာဥပဒေစံချိန်စံနှုန်းတွေကိုအစည်းအနေနဲ့ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီးတော့ကျွန်တော်တို့ရဲ့အမျိုးသားလုံခြုံရေးကိုလည်းထိခိုက်စော်ကားခဲ့ကြောင်းဒါဟာအင်တန်ဆိုးွားတဲ့အကြီးတန်းတဲ့အစည်းရဲ့လောက်ရက်ကိုအမေရိကန်ကရှေ့ကနေကျွန်တော်တို့ကို ွေးဆောင်ဖျားယောင်းခဲ့ကြောင်း၎င်းကပြောကြားခဲ့တာကိုလည်းတွေ့ရတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့အီရတ်မှာရှိတဲ့အမေရိကန်စစ်စခန်းအများစုကိုလည်းကျွန်တော်တို့တိတိယောက်ယောက်တိုက်ခိုက်ချင်းမုံသွားမှာဖြစ်တယ်လို့အစ်ရဲဇီယွန်ဝါရီကိုလည်းနောင်တရစေမဲ့တုံ့ပြန်မှုမျိုးကိုကျွန်တော်တို့တုံ့ပြန်သွားမှာဖြစ်ကြောင်း၎င်းကထပ်မံပြီးတော့အတိအပြုပြောကြားသွားတာကိုတွေ့ရပါတယ်ခင်ဗျဒီသတင်းနဲ့ပတ်သက်ပြီးကမ္ဘာသတင်းမီဒီယာအများစုကဖော်ပြနေတာရှိပါတယ်ခင်ဗျ ဒါကိုအားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါလိမ့်မယ်။အစည်းစစ်တပ်ပိုင်း channel တွဲကနေပြီးတော့၎င်းတို့ဝင်ကြီးနေတန်ယာဟုရဲ့ပြောကြားချက်ကိုထုတ်ပြန်လာတာကိုတွေ့ရတယ်ခင်ဗျ။နေတန်ယာဟုကကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုပဲရှိခဲ့တယ်။ပထမတစ်ခုကအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပေးမှလာ။ဒုတိယကတော့အီရန်နဲ့စစ်ခင်းမှလာ။ဒီနှစ်ခုပဲကျွန်တော်တို့ရွေးချယ်ခွင့်ရှိပါတယ်။ ။ဒါကြောင့်ကျွန်တော်တခုကိုရွေးချယ်လိုက်ခြင်းဖြစ်ကြောင်းလည်း၎င်းကပြောကြားသွားတယ်။ဇွန်လ13ရက်နေ့ကအီရန်ရဲ့နျူကလ িয়ার စွမ်းရင်ထုတ်လုပ်မှုယူရေနီယံတန့်စင်ထုတ်လုပ်မှုနေရာဒေသတွေကျွန်တော်တို့ပြစ်မှတ်ထားခဲ့ကြောင်းတိုက်ခိုက်ခဲ့ကြောင်းအီရန်ရဲ့စစ်ဘက်ဆိုင်ရာဌာနရုံးချုပ်တွေစစ်ဦးစီးချုပ်တွေအပါအဝင်အီရန်ရဲ့အထက်လက်နက်တူလောင်ယုံတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ကြောင်းလဲ၎င်းကပြောကြားသွားပါတယ်ခင်ဗျ။ဒါနဲ့ပတ်သက်ပြီးတော့ အီရန်ဘက်ကနေကျွန်တော်တို့နိုင်ငံပေါ်ကိုပြန်လည်တုံ့ပြန်လာမယ့်အရာတွေကိုကျွန်တော်အလုံးစုံကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးသားလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အီရန်အပေါ်မှာဆက်လက်ပြီးတော့တိုက်ခိုက်သွားဖို့ဝင်မလေးပါဘူး။ကျွန်တော်တို့လုံဆရာရှိတဲ့လုပ်ငန်းတွေကိုထပ်မံပြီးတော့လုံဆောင်သွားမှာဖြစ်တဲ့အီရန်ကိုကျွန်တော်တို့စစ်ဆင်ရေးတွေမကြခင်မှာထပ်ပြီးတော့ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့တယ်။မဝေးတော့တဲ့အနာဂတ်မှာတီဟန်ရဲ့ကောင်းကင်ယံမှာအစ္စရေးဂျက်ဖိုက်တာများ ြန်တန်းနေတာကိုအလုံးမြင်တွေ့ရပါလိမ့်မယ်လို့၎င်းရဲ့နှုတ်ကနေပြီးတော့မီတန်ယာဟုရဲ့နှုတ်ကနေပြီးတော့ပြောသွားတာကိုတွေ့ရတယ်ခင်ဗျဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်းအလုံးကိုကျွန်တော်သိစေချင်လို့ share ပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျနောက်ထပ်သတင်းအနေနဲ့အမေရိကန်တမန်တော်ထမ်းအရှိလေပိုင်းမှာဖြစ်ပွားနေတဲ့အီတန်နဲ့အစေးစစ်ပွဲနဲ့ပတ်သက်ပြီးတော့အ мян ဆုံးရက်တန့်သွားအောင်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့၎င်းနှုတ်ကနေပြောကြားလာတာကိုတွေ့ရတယ်ခင်ဗျ ဇွန်လ23ရက်နေ့ညာဦးပိုင်းလောက်ကလေးကဈေးကနေပြီးတော့အီတန်ရဲ့နျူကလ িয়ার ယူရေနီယံတန့်စင်နဲ့စက်ယုံအပအဝင်ဓာတ်ပေါင်းဗိုလ်တွေထိပါတိုက်ခိုက်ခဲ့ကြောင်း၎င်းကပြောကြားခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့နျူကလ িয়ার စွမ်းအင်ဝင်ကြီး IAEA ရဲ့စွမ်းအင်ဝင်ကြီး Rafael Grossi ရဲ့ထုတ်ပြန်ချက်ကျွန်တော်တို့ရရှိထားပါတယ်။ဒီမှာနျူကလ িয়ার ဓာတ်ပေါင်းဖိုဟာမြေအောက်လှိုင်းကောင်းအတွင်းထဲထိရောက်ရှိနေတဲ့အတွက်ကြောင့်မလို့ဓာတ်ပေါင်းဖိုထိခိုက်မှု ပျက်စီးဆုံးရှုံးမှုလုံးဝမရှိဘူးလို့၎င်းကပြောကြားခဲ့တယ်။ယူအန်ညံတန်းစင်တဲ့စက်ယုံထိမှန်မှုတွေဖြစ်ပွားခဲ့ပေမဲ့ဒက်ယောင်ကြီးပြန်လာတယ်ဒက်ယောင်ကြီးထွက်တာတွေလုံးဝမရှိဘူးလို့လည်းအမေရိကန်သမ္မတထွန်းကပြောကြားထားတာကိုတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဂရိုစီရဲ့ပြောကြားချက်ကိုကျွန်တော်တို့အလုံးစုံသိရှိထားပြီးသားလည်းဖြစ်တယ်။အီရန်ရဲ့နျူကလ িয়ার စွမ်းအင်ကရခိုင်အတိုင်းကြန့်ရှိနေသေးတဲ့အတွက်ကြောင့်အီရန်အနေနဲ့အစ်စင်းနဲ့စစ်မဲ့ဖြစ်ပွားမှုကိုရပ်တန့်ပေးဖို့ အမေရိကန်သမ္မတကတောင်းဆိုခဲ့တယ်ကျွန်တော်တို့ ਨੇ အ мян ဆုံးဆွေးနွေးမှုပြုလုပ်ပြီးတော့စစ်ပွဲကိုအဆုံးသတ်ပေးဖို့အတွက်၎င်းကပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးအလုံးကိုသိစေချင်လို့ကျွန်တော် share ပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းအနေနဲ့ပါကစ္စတန်ဝန်ကြီးချုပ်မိုဟမ်မက်ရှဖီကအီရန်သမ္မတစီကိုဖုံးခေါ်ဆိုပြီးတော့အီရန်အတွက်လိုအပ်ချက်မှန်သမျှအလုံးစုံကိုကူညီပံ့ပိုးပေးသွားမယ်လို့လည်းမိုဟမ်မက်ရှဖီကပြောဆိုခဲ့တယ်လို့အီရန်ရဲ့အခြေစိုက်သတင်းဌာနတွေကဖော်ပြထားတာကိုတွေ့ရပါတယ် ဒီသတင်းနဲ့ပတ်သက်ပြီးတော့လဲပါကစ္စတန်ကအီရန်မှာစစ်ဘက်ဆိုင်ရာအတုံးပြုလိုအပ်တဲ့လက်နက်တွေကိုကူညီပံ့ပိုးပေးသွားမယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်မိုဟမက်ရှဖီကပြောဆိုလာတာကိုတွေ့ရပါတယ်ခင်ဗျ။နောက်ထပ်သတင်းအနေနဲ့တရုတ်နိုင်ငံဝန်ကြီးချုပ်ယုံဤထုတ်ပြန်ချက်မှာအစ်စရေဒီအီရန်နိုင်ငံအတွင်းမှာရှိတဲ့နျူကလ িয়ার စွမ်းအင်ယူရေနီယံတန့်စင်ရေးစက်ရုံတွေကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တယ်။အီရန်ရဲ့အဓိပတိခေါင်းဆောင်ကြီးတွေရဲ့တင်နီယာကိုပိတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တယ်။ ဒါကကမ္ဘာဥပဒေစံချိန်စံနှုန်းတွေကိုပြောင်းပြောင်းတင်းတင်းအစိုးရကချိုးဖောက်လိုက်ခြင်းဖြစ်တယ်။ဣတန်ရဲ့အမျိုးသားလုံခြုံရေးကိုလည်းဓာတ်ရိုက်ချင်းချောက်ပြီးတော့ဓာတ်ရိုက်ဆော်ကားလိုက်ခြင်းဖြစ်ပါတယ်။နောက်ခုဣတန်အတွင်းမှာရှိတဲ့အရသာပြည်သူကလေးသူငယ်နဲ့အမျိုးသားအမျိုးသမီး60ကနေ80ဝန်းကျင်ထိအသက်ဆုံးရှုံးခဲ့ရကြောင်းလည်း၎င်းတို့ကပြောကြားသွားတယ်။ဒါကအင်မတန်ဝမ်းနည်းစရာကောင်းတဲ့အစည်းလောက်ရဖြစ်ကြောင်းလည်း၎င်းကပြောပါတယ်။ရုပ်ဆိုးအကြီးတန်းပါတဲ့ဒီလောက်ရကိုကျွန်တော်တို့ရှုံချပါတယ်။ကျွန်တော်တို့ဣရန်နဲ့အတူရက်တည်ပါတယ်။ဣရန်မှာလက်ရှိလိုအပ်နေတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်တို့ ကူညီပံ့ပိုးပေးသွားမယ်စစ်ဘက်ဆိုင်ရာအသုံးဆောင်ပစ္စည်းအလုံးစုံကိုလည်းကျွန်တော်တို့ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်းတရုတ်နိုင်ငံဝန်ကြီးချုပ်ယုံကနေအတီလင်းထုတ်ပြန်လာတာကိုတွေ့ရပါတယ်ကျွန်တော်တို့ဒီအီရန်နဲ့တသားတဲ့ရက်တီညီဖြစ်ကြောင်း၎င်းတို့ကပြောကြားသွားတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ပါလက်ရှိအခြေအနေမှာတော့စစ်ပွဲကြီးကအရှိအလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့အီရန်နဲ့အစ်စ်စစ်ပွဲကြီးကဆက်လက်ပြီးဖြစ်ပွားနေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဘယ်အချိန်မှာဘာဖြစ်မလဲဆိုတာကိုစောင့်ဆိုင်းနေရတဲ့အချိန်လည်းဖြစ်ပါတယ် ါနဲ့ပတ်သက်ပြီးတော့သတင်းထူးခြားမှုတွေရှိတယ်ဆိုရင်လည်းကျွန်တော်ထပ်လောင်းပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျလက်ရှိဒီနေ့ထူးခြားတဲ့သတင်းအများစုကိုကျွန်တော်ဒီနေရာကနေပြီးတော့တင်ဆက်ပေးလိုက်ပါတယ်အားလုံးကျွန်တော်ကြောချင်တာကတော့ဒိုဝါမှာတတိယပေးဖို့ကျွန်တော်မြစ်တာရက်ခံကြမှာလေဒီနေရာကနေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ပြောလိုက်ပါရစေခင်ဗျ